ဆရာမဒီနေ့ပြောမဲ့အကြောင်းလေးကเนาะဟိုဖျားရှင်ကိုလှူဒန်းခြင်းနဲ့ကတ်လှူခြင်းတွဲပြီးတော့ဆောင်ရွက်လို့ရတဲ့အရာလေးကိုဆရာမအဲ့ဒါပြောချင်တာပါเนาะအားလုံးမင်္ဂလာကျက်တည်အပေါင်းနဲ့ပြည့်စုံတဲ့နေ့လေခင်းလေးပါเนาะဆရာမရဲ့ page မှာ လာပြီးတော့လေ့လာကြရဲ ဆရာမပြောပြတာလေးတွေဆရာမ sharing လုပ်တာလေးတွေကိုနားထောင်ကြရဲမိတ်ဆွေတွေအားလုံးကျမ်းမာချမ်းသာကြပါစေ အနေကင်းဖေးရှင်းကြပါစေလို့ဆရာမဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်နော်ဆရာမတို့အရင်တည်းကပြောပြပူပါတယ်အဲ့တော့ဆရာမအရင်ကနော်ဒီလှူဒန်းခြင်းကုသိုလ်ပြုခြင်းနဲ့ပတ်သက်ပြီးတော့ဟိုခဏခဏပြောပြပါတယ်နော်ဖျားရှင်အလူခံအသုံးပြုတဲ့ အလုခံပစ္စည်းတွေရှိတယ်လို့ဘုရားရှင် အလုခံ အသုံးပြုခြင်းမရှိပဲမိမိတို့တရားတရားကြောင့်ပူဇော်ခြင်းပြုတဲ့เนาะလှူဒန်းခြင်းပြုတဲ့အရာတွေရှိပါတယ်အဲ့တော့ဥပမာဆိုကြပါစို့ပန်းပန်းဆိုရင်ဘုရားရှင်ဟာတန်ဃာတော်ဖြစ်တဲ့အတွက်တန်ဃာရဲ့စီမြင့်တဲ့အညီအမွေနတ်တာပန်းမှာအဲ့ဓာတွေကိုเนาะအနံခန္ဓာအသုံးပြုတာနှစ်သက်သဘောကြတာရစ်မှုတာဒါတွေဘာမှ မရှိဘူးအဲ့တော့မရှိဘူးအတုံးလည်းမပြူဘူးဒါပေမဲ့ဆရာမတို့ဘာဖြစ်လို့ဒီပန်းတွေကိုနော်တင့်တဲတဲ့ပန်းတွေရနံမွှေးတဲ့ပန်းတွေနဲ့ဘာဖြစ်လို့အမျိုးမျိုးပြင်ဆင်ပူဆော်ကြတာလဲဆိုတော့ဒီဖျားရှင်ကိုနော်ရနံမွှေးတဲ့ပန်းတွေရဲ့ရနံကြောင့်တန်ပြန့်တဲ့တန်ရှင်းတဲ့လေကိုရှူရှိုက်စေခြင်းနဲ့ဆိုရက်တရာစိတ်နဲ့ဖျားရှင်ရဲ့အကြောင်းတော်မှာ တင့်တဲတဲ့ပန်းတွေကို ပြင်ဆင်ထားခြင်းအပြင်ဖះရှင်ရဲ့ရုပ်ပွားတော်မြတ်ကြီးနဲ့တင့်တယ်သောပန်းနဲ့ရှင်တွဲပြီးတော့သရာစိတ်ဖြစ်စေခြင်းကဒါတင့်တယ်တဲ့ပန်းရဏမွေးတဲ့ပန်းနေနဲ့ဖះရှင်ကိုပူဇော်တာဖြစ်တယ်။ဒါပေမဲ့ဖះရှင်ကအဲ့ဒါကိုအလှမခံဘူးနော်။ဒါကြောင့်ဆရာမကပူဇော်ခြင်းလို့အတုံးပြုတယ်။အဲ့ဒီလိုပဲအလင်းတိုင်းနေလျှက်စင်မီးတွေစီမီးတွေဒါတွေလည်းဒီလိုပဲဖះရှင်ကအလင်းကိုအခြားသောအလင်းကိုယူပြီးတော့မှ ဘုရားရှင်ကအလင်းထက်ကိုရတာမဟုတ်ဘူးဘုရားရှင်ရဲ့ဖုံးတကူရှိန်စောအာနုဘောတကူတော်တွေကြောင့်ကိုယောင်ကိုဝါတွေထွန်းလင်းနေပါတယ်ဒါကြောင့်မလို့ဘုရားရှင်ကိုနော်သိသက်အလင်းတိုင်းအလင်းမီလှူဒန်းပြီးဘုရားရှင်ကအလှခိုင်းယူတာမရှိပါဘူးဒါကြောင့်ပူဇော်ခြင်းလို့သာဆိုတာဖြစ်ပါတယ်ဒါတွေကရှင်းတယ်နော်အဲ့တော့နောက်စွန်းစွန်းဟာဘုရားရှင်ဟာ အလူခံပြီးဖုံးပွဲတုံးဆောင်တော်မူပါတယ်။ဒါကြောင့်ဆုံးကိုတော့ကတ်လှူတယ်လို့ဆိုတဲ့ရေကြီးတော်ရေတော်သုံးတော်ရေချိုးတော်ရေခြေဆွေးတော်ရေဒါတွေလည်းပဲဖျားရှင်ဟာအလှခံတဲ့အလှခံပစ္စည်းတွေ အသုံးပြုတဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့်လည်းပဲနော်ဖျားရှင်ကိုဒါကတ်လှူတယ်လို့ဆိုလို့ရပါတယ်အဲ့တော့ဖျားရှင်ကိုလှူဒန်းတဲ့မိမိတို့ဘက်ကလှူဒန်းတဲ့အလှပစ္စည်းတွေအနက်မှာ ူဇော်ခြင်းဆိုတဲ့အရာကို သီးသန့်နားလည်ရမှာ ဖြစ်တယ်။ကတ်လူခြင်းပူဇော်ခြင်းဆိုတဲ့နော်ကတ်လူခြင်းလှူဒန်းခြင်းဆိုတဲ့အရာကိုသီးသန့်နားလည်ရမှာဖြစ်တယ်။အဲ့တော့သင်္ကန်းပရိခယာအဆရှိတာတွေဟာလည်းပဲကတ်လူလို့ရတဲ့အရာတွေဖြစ်တယ်။နော်အော်လှူဒန်းလို့ရတဲ့အရာတွေဖြစ်တယ်။ဘာကြောင့်လဲ။ဘုရားရှင်တဲ့ကောအတန်ကတော့အရှင်မြတ်တွေကအဲ့ဒီဝိထုပစ္စည်းတွေကို အသုံးပြုတဲ့အတွက်အလှခံတဲ့ပစ္စည်းတွေဖြစ်လို့ကတ်လူလို့ရတယ် เนาะဘုရားရှင်တွေကအတန်ကတော့အရှင်မြတ်တွေဟာအသုံးမပြုတ်တဲ့เนาะပန်းတို့နော်အမွေးနန့်သားတို့ဆိုတာတွေဟာမိမိရဲ့တရားစိမ့်ကြောင့်သာပူဇော်ခြင်းဖြစ်တယ်ဒါလို့နားလည်ရမယ်โอเคအဲ့တော့ဇမတ်ဒီနေ့ပြောခြင်းတာကဥမာပန်းဆိုရင်ပန်းတို့စီမီတို့ဆိုရင်ပူဇော်တယ်လို့သီးသန့်နားလည်ရမယ်စွန်းရေချမ်းနော်သင်္ကန်းအအဆရှိတာတွေကြတော့စွန်းတို့ရေချမ်းတို့နော်သင်္ကန်းတို့တို့ဆိုတာကိုတော့ ကတ်လှူလို့ရတယ်။ဟောကတ်လှူတာနဲ့ပူစော်တာနဲ့သိသက်မတူဘူးလို့ပြောခဲ့တယ်။အဲ့ဒီနေရာမှာအခုဒီနေ့ပြောမှာကဖះရှင်ကိုကတ်လှူလို့လည်းရတယ်။ပူစော်လို့လည်းရတယ်။အလှူပျက်စီးဖြစ်ပါလေ။နော်။အဲ့ဒီအလှူပျက်စီးကတော့ဘာလဲဆိုတော့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကြွရောက်၍သရင်သုံးတော်မူရန်ရည်စူးပြီးလှူဒန်းတော်ဖះเจ้าတော်နဲ့တကွဖះရှင်သည်เจ้าတော်သို့ကြွရောက်လာတဲ့အချိန်မှာ သရင်သုံးတော်မူရန်အတွက်ပလင်တော်တကယ်တော်တို့ကိုနော်မိမိတို့ကကတ်လှူပူစော်လို့ရပါတယ်နော်ဘုရားရှင်ကြွရောက်ပြီးသရင်သုံးမဲ့မိမိတို့အိမ်မှာနော်မိမိတို့အိမ်မှာဘုရားကြောင်းတော်ကိုစီကိုစီရှိကြပါလိမ့်မယ်အဲ့ဒီဘုရားကြောင်းတော်ကြီးမှာကြွရောက်ပြီးဘုရားရှင်ဟာသရင်သုံးတော်မူမယ်နော်ကြွရောက်ပြီးသရင်သုံးတော်မူမယ်ကြောင်းတော်နဲ့ လင်တော်ကိုမိမိတို့ကကတ်လူပူဇော်ခြင်းပြုလို့ရပါတယ်။ဘာကြောင့်လဲ?ကတ်လူတဲ့ဆိုတာဘုရားရှင် အလှခံနိုင်တဲ့အလှခံပစ္စည်းဖြစ်တာရဲ့။ပူဇော်တယ်ဆိုတာကဘုရားရှင်အဲ့ဒီကျောင်းတော်နဲ့ပလင်တော်မှာသရင်သုံးနေတဲ့အချိန်အပူဇော်ခံနေတဲ့အချိန်မှာမိမိကရိုသေစွာလက်အုပ်ချီမိုးရှ िख ိုးခြင်းနဲ့ ပူဇော်ခြင်းတွေကိုပြုလုပ်ဖို့အခွင့်အရေးရတာဖြစ်တဲ့အတွက်ကြောင့်ဖရာကျောင်းတော်ကိုကတ်လှူပူဇော်ခြင်းပြုလို့ရတာဖြစ်ပါတယ်ဒါအခြားຢာတွေနဲ့မတူဘူးဖရာရှင်ရဲ့ကျောင်းတော်အဲ့တော့ကျောင်းတော်လို့ပြောတဲ့နေရာမှာအိမ်နေအိမ်နေမှာအိမ်ရဲ့ area အချင်းအကျယ်ပေါ်မူတည်ပြီးတော့ပဲဖြစ်ဖြစ်မိမိစွမ်းနိုင်တဲ့အခြေအနေမတူညီလို့ပဲဖြစ်ဖြစ်ဖရာကျောင်းတော်ဟာအင်မတန်ခမ်းနားကြီးကျယ်တဲ့ကျောင်းတော်ကြီးရှိတယ်လို့နော် ဒီလိုပဲမိမိတို့နိုင်တဲ့၍နဲ့ဖះရှင်ကိုရိုသေစွာကြောင်းတော်နေနဲ့နေရာသတ်မှတ်ပြီးပူဇော်တာလည်းရှိတယ်။ဘလို့ပဲဖြစ်ဖြစ်ကြောင်းတော်ကြီးခန္ဓာထဲဝါချင်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမိမိရဲ့ဒါရစိတ်သည်အရေးအကြီးဆုံးဖြစ်တယ်လို့နားလည်မှတ်သားပါ။အာငါတော့ငါကြောင်းတော်လေးနော်တိတ်ပြီးတော့ထဲထဲဝါဝါမရှိလို့နော်ငါစိတ်ထဲစိတ်မကောင်းဖြစ်နေရတယ်ဆိုရယ်စိတ်ကိုမမွေးပါနဲ့။ဒါပေမဲ့ 哦，三叉九差吧，明明爱嘛，正太子台湾的江大过，变成奶奶结婚去的，所以等的培养新哦，正太子江大呢，我不说那样没，我不说这妈的，不来不说琵琶嘞没，说的谁三叉五，二十六差别吧，先嘛他吃伢，给六百差开不罢的，啊，妈，嘛嘛，有样样穿的穿开呀。 ဘုရားရှင်ကိုကြည်ညိုလေးမြတ်စွာနေ့စဉ်နေ့စဉ်မပြတ်ရှ िख ိုးပူဇော်ခဲ့တာမှန်ပေမဲ့မောပြီးတော့လက်ကိုလေးချီးပြီးပူဇော်ရင်အဲ့ဒီပူဇော်တဲ့အချိန်မှာမိမိအိမ်မှာပြင်ဆင်ထားတဲ့ဘုရားကျောင်းတော်လေးကိုအားမရအောင်ဘာဖြစ်လို့လဲဆိုတော့အလွန်တင့်တယ်တဲ့ဘုရားကျောင်းတော်တွေကိုမြင်တိုင်းမှာကိုမဒီလိုဘုရားကျောင်းတော်တင့်တင့်တယ်တယ်နဲ့ပူဇော်ခြင်းတယ်ပေါ့အဲ့လိုစိတ်ဖြစ်တယ်အဲ့တော့ဆရာမကဘာလုပ်လဲဆိုတော့အဲ့ဒီအချိန်မှာစိတ်မကောင်းမဖြစ်ဘူးဒါငါအကြောင်းတရားအဲ့တော့ငါတိတ်ထန်တင်မယ်နော်ဘုရားရှင်ကို လင်းမြတ်ကြည်ညိုစွာနဲ့တင့်တယ်လျှောက်ပတ်တဲ့တင့်တယ်သောဘုရားကျောင်းတော်နဲ့ပူဇော်နိုင်ရမယ်ဆိုရယ်စိတ်ဆန္ဒထားရတယ်။အဲ့ဒီလိုစိတ်ဆန္ဒထားပြီးတော့တိတ်မကြအောင်။သုံးနှစ်လောက်မှာပဲဆရာမကိုကြီးမှန်းထားတယ်အဲ့ဒီအချိန်အဲ့ဒီအခါရဲ့တင့်တယ်သောဘုရားကျောင်းတော်ကိုဆရာမတခဲကိုပူဇော်နိုင်ခဲ့တယ်ပေါ့။အဲ့တော့ဒါလေးကတော့နော်ကျောင်းတော်မိမိအိမ်မှာရှိတဲ့ကျောင်းတော်အနေထားလေးကိုပြောရင်းနဲ့ထည့်ပြောသားတာပါ။အဲ့တော့ 你找哪个？喏，偏新一找哪个？妹妹姨妈，不说他呗。哎，哪姨妈是的，不说他嘞，谁妈姨？哎，哪姨妈嘞，是吧嘞？八年，土路，喏，不说谁呀是吧嘞？八年土坯路啊了嘞，所以，刘瑞啊，喏，阿娘阿片，我老这样来说，呃，偏吃苦了没？所以，偏找哪个媳妇？交代，偏找哪个媳妇交代？比如，来哦，起来，比如，偏想哦。 နော်လေးလေးဆာဆာជីជីညုံညုံနဲ့အာယုံပြုတ်လိုက်ပြီးတဲ့နောက်ဩကာတာဩကာတာဩကာတာလို့စပြီးတော့နော်ရှစ်ခိုးတာကနေစပြီးနောက်ဆုံးရုပ်ဖတ်တရဆဲပူစောတာအမြဝေးတာနော်အစရှိတဲ့ဖြင့်အစအဆုံးဆောင်ရွက်လိုက်ကြရတယ်ပေါ့ဒါပေမဲ့ပြုတ်လို့ရမယ့်အစီအစဉ်လေးတစ်ခုကိုလည်းပဲအခုပြောရင်းနဲ့ထည့်ပြီးပြောသားချင်တယ်။မလုပ်တင်တာလဲဆိုတော့မိမိတို့အိမ်မှာမိမိတို့ပူဇော်ထားတဲ့ဘုရားကျောင်းတော်ကိုဘုရားရှင်ကြွရောက် အပူစော်ခံမှုကိုမိမိတို့ဖျားရှစ်ခိုးတဲ့အချိန်ကာလတိုင်းဖျားရှင်ကိုပင့်ဖိတ်ရမှာဖြစ်ပါတယ်။နော်တတ်တော်တင်ရှားတပ်ပိညုံမြတ်စွာဘုရားလို့အာယုံပြုတ်ထားတာဖြစ်တဲ့အတွက်နော်ဖျားရှင်ကိုနေ့စဉ်နေ့စဉ်မိမိတို့အိမ်မှာရှိတဲ့ဖျားကြောင်းတော်ကိုဖျားရှင်ကြွရောက်ပြီးနော်သရင်သုံးအပူစော်ခံဖို့အတွက်ဖျားရှင်ကိုဖိတ်ကြဖို့ပင့်ဖိတ်ဖို့လိုပါတယ်။အဲ့ဒီလိုပြုတ်လို့ရမယ်အဆင့်တစ်ဆင့်ရှိပါတယ်။အဲ့ဒါကိုလည်းမမေ့ပါနဲ့။ အဲ့တော့ပိတ်ဖိတ်တဲ့နေရာမှာအရှင်မြတ်စွာဘုရားတပည့်တော်တွေအိမ်လိုက်ပြင်ဆင်ထားအပ်တော့เนาะကျောင်းတော်တို့ကြွရောက်ရေးတရင်သုံးတော်မူပါဘုရားဆိုတာထက်ထပ်ပြီးတော့အထူးအဖြစ်ဘုရားကျောင်းတော်ရဲ့ဘွဲ့တော်ကိုပေးပြီးတော့ဘွဲ့အမည်နာမနဲ့တကွဘုရားရှင်ကို ဖိတ်ကြားခြင်းကိုပြုလုပ်တဲ့ပါတယ် နော်ပင်ဖိတ်ခြင်းကိုလည်းပြုလုပ်တင်ပါတယ်အဲ့တော့အဲ့ဒီလိုဘွဲတော်တွေကိုဆရာမဟိုးလွန်ခဲ့တဲ့နှစ်နှစ်လောက်ကပြောဖို့ပါတယ်နော်ပြောဖို့ပါတယ်မှတ်မိတဲ့သူလည်းရှိပါလိမ့်မယ်ဒါပေမဲ့ဆရာမအခုဖះเจ้าတော်တွေကိုအသေးချာနော်ဘယ်နှစ်နန်နေဆိုရင်เจ้าတော်ရဲ့ဘွဲတော်ဟာဘလို့ပေးရင်ပို့ပြီးတော့တင့်ထဲတယ်ဆိုတော့ဘွဲတော်ရဲ့အမိလေးတွေကိုလည်းတိတ်တိတ်ချာချာလုပ်ပြီးတော့ဆရာမအခုတခါထပ်ပြောပါမယ်နော်အဲ့တော့ဘွဲတော်ကိုအမိပေးတဲ့နေရာမှာ ဘသူရဲ့နေနံကိုထားပြီးတော့ယူရမလဲဆိုရင်မိမိအိမ်မှာเนาะအဓိကကြတော့ဥမာမိဘရဲ့နေနံဒါမှမဟုတ်မိမိရဲ့ခင်မနေနံဒါမှမဟုတ်မိမိရဲ့နေနံပေါ့เนาะမိမိအိမ်မှာဘသူရဲ့နေနံကိုအဓိကထားပြီးတော့ကြောင်းရဲ့ဘွဲတော်ကိုပူဇော်ရမယ်ဆိုတာဘုတော့မိမိတို့ဖာသာကြွေးချယ်ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုကြောင်းရဲ့ဘွဲတော်တွေကိုเนาะကြွေးချယ်တဲ့နေရာမှာ ဆရာမဒီဘွဲတော်လေးတွေကိုဘယ်နှစ်သားသမီးအတွက်ဆိုရင်ဘယ်လိုဘွဲတော်ပေးအပ်ရမလဲဆိုတာကိုအခုပြောပြသွားမယ်။နောက်ပြီးတော့စာလေးနဲ့လည်းရေးပြီးတင်ပေးပါမယ်เนาะ။အဲ့တော့အဲ့ဒါလေးကိုလည်းအခုမှတ်ပေးပါเนาะ။ဖျားရှင်ရဲ့เจ้าတော်ဟာเนาะမိမိတို့အိမ်မှာအထက်ကြတော့ပုံကိုယ်တည်တင်းငွေသားကိုရည်စိုးပြီးအဲ့ဒီတင်းငွေသားရဲ့နေနံနဲ့မိမိအိမ်မှာရှိတဲ့ဖျားเจ้าတော်ကိုဘွဲတော်အပ်နိုင်မယ်ဆိုရင်အောင်စဘူး 睡觉潮落，喏，不会了，baby，安们木偏拔的。明明说哎妈，你、这、刚、个、家人报告，但你话大的米偏没说呀，喏，前面记得睡觉潮落，喏，会了，baby，安们差不多偏拔的。嗯、明明说哎呀，你、这、刚、个、家人报告啊，俺啊大的话偏没说呀，谁那么的对的睡觉潮落，喏，会了，安们也嘛偏拔的，保住大的米人。 မိမိတို့အိမ်မှာအဓိကကြတဲ့ပုဂ္ဂိုလ်ဟာဗုဒ္ဓသာသမီဖြစ်မယ်ဆိုရင်တော့နော်လာဘတိတ်တိရွှေချောင်းတော်လို့ဝဲတော်ကိုအနှံ့ရမှာဖြစ်ပါလေနော်ဇာတာပရိသာသမီကမိမိအိမ်မှာအဓိကကြတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုရင်တော့မေတ္တာရေကြီးရွှေချောင်းတော်လို့ဘွဲ့တော်ပေးရမှာဖြစ်ပါတယ်။မိမိတို့အိမ်မှာအဓိကကြတဲ့ပုဂ္ဂိုလ်ဟာတောက်ကြသာသမီဖြစ်မယ်ဆိုရင်တိရိမင်္ဂလာရွှေချောင်းတော်လို့ ဘွဲ့တော်အမိကိုပေးအပ်ရမှာဖြစ်တယ်။နောက်မိမိတို့အိမ်မှာအဓိကကြတဲ့ပုဂ္ဂိုလ်ဟာစနေသားသမီးဖြစ်မယ်ဆိုရင်တော့ဒနသိဒ္ဓိရွှေချောင်းတော်လို့ဘွဲ့တော်ကိုပေးရမှာဖြစ်တယ်။အဲ့တော့ဘွဲ့တော်ပေးတဲ့နေရာမှာဘယ်လိုပေးအပ်တာလဲဆိုတော့နော်ဘွဲ့တော်ရဲ့အခုပြောပြခဲ့တဲ့နော်ဘွဲ့တော်အမိတွေကိုဆန်ရဆန်ရနေနေနေအလိုက်မိမိတို့ပေးမဲ့ဘွဲ့တော်ကိုစာရွက်မှာအသေးချာဖြစ်နိုင်ရင်တော့အနိုင်ဆုံး ကွန်ပျူတာနဲ့စာစီ print ထုတ် plastic လောင်းပြီးတော့ဖះเจ้าတော်ရဲ့နှစ်ဖူးစီအရှိတ်ဘက်မှာချိတ်ဆွဲထားဖို့ဖြစ်ပါတယ်เนาะအဲ့တော့အာဆောင်ရက်နှာရင်တော့ဟိုဆ iam ကတော့စလုံးလေးထွင်းပြီးတော့လုတ်ထားပါတယ်ဆ iam ကအင်္ဂါဖះเจ้าတော်မှာတော့ဆ iam ကတော့အင်္ဂါသမီးဖြစ်တယ်เนาะဆ iam ကမျိုးသားလည်းအင်္ဂါသားဖြစ်တော့အထူးတည်းလည်းဘသူရဲ့လို့ရွေးချယ်စရာမလိုတော့ဘူးဆ iam က စိန်နာမဏိတိတ်တိရွှေចောင်းတော်လို့ဆ iam မရဲ့အိမ်မှာရှိတဲ့ဘုရားចောင်းတော်ကိုနော်ဆ iam မဘွဲတော်ဩအနန္ထားပါတယ်အဲ့တော့ဘွဲတော်အနန္တဲ့နေရာမှာမိမိရေးလိုက်ပြီးတော့နော်မိမိရေးလိုက်ပြီးတော့မိမိဘွဲတော်ကိုချိတ်ချင်တဲ့နေ့ချိတ်တာမျိုးထက်နော်ဘယ်နေ့ပဲချိတ်ချိတ်မရအောင်လာရပါတယ်ဒါပေမဲ့ပိုကောင်းတဲ့နေ့ကတော့အညွတ်နေ့တွေဖြစ်တယ်တနင်္ဂနွေနေ့ တားသမီးတွေအတွက်ဆောင်းတနင်္ဂနွေနံတနင်္ဂနွေအမြီပေါ့အောင်စဘူးဆိုရင်အဲ့ဒါကိုတနင်္လာနေ့မှာချိတ်ဆွဲပေးပါစတင်ပြီပေါ့နော်တနင်္လာ အမြီနဲ့ချမ်းမြကြည်သားဆိုတဲ့အကြောင်းတော်ဆိုရင်အင်္ဂါနေ့မှာစတင်ပြီချိတ်ဆွဲပေးပါနော်အင်္ဂါရဲ့ဘွဲတော်ဖြစ်တဲ့စိန်နာမဏိတိတ်တိရွှေအကြောင်းတော်ဆိုရင်နော်ဗုဒ္ဓနေ့မှာစပြီးချိတ်ဆွဲပေးပါနော်ဗုဒ္ဓဟူးရဲ့ ဘွဲတော်ဖြစ်တဲ့လာဘတိတ်တိရွှေချောင်းတော်ဆိုရင်တော့ကြာသာပရိနေ့မှာချိတ်ဆွဲပေးပါကြာသာပရိဘွဲတော်ဖြစ်တဲ့မြတ်တာရေကြီးရွှေချောင်းတော်ဆိုရင်တော့တောက်ကြနေ့မှာချိတ်ဆွဲပေးပါတောက်ကြရဲ့ဘွဲတော်ဖြစ်တဲ့သီရိမင်္ဂလာချောင်းတော်ရွှေချောင်းတော်ဆိုရင်တော့စနေနေ့မှာချိတ်ဆွဲပေးပြီစနေရဲ့ကျောင်းတော်ဘွဲဖြစ်တဲ့ဒနာတိတ်တိရွှေကျောင်းတော်ဆိုရင်တော့တနင်္ဂနွေနေ့မှာစတင်ပြီးချိတ်ဆွဲပေးပါ နော်အဲ့တော့ချိန်ဆွဲရုံနဲ့ပြေးပြီလားဆိုတော့တကယ်ပြေဆုံးအောင်ဆောင်ရွက်ခြင်းရတော့အဲ့ဒီနက်နက်ပိုင်းမှာဆိုင်ရန်ဆိုင်ရန်နေ့တွေရဲ့နက်နက်ပိုင်းမှာဆောင်ရွက်ပါအဲ့ဒီနေ့ရဲ့နက်နက်မှာ အာယုံဆုံးအဖြစ်နဲ့မိမိတို့သရာပေါ့ရာအယုံဆုံးကိုဖျားရှင်ကိုကတ်လို့ပြီဤနေ့ဤရက်မှာစရွေနော်ဆရာမရဲ့စေနာမဏိတိတ်တိရွှေချောင်းတော်နဲ့ပဲနမုနာပြပြီးပြောချင်ပါတယ်အရှင်မြတ်စွာဘုရားတပည့်တော်သည် 一年也嘛三月，明个拉应该下奈，便山不错爱多，一片新一江茶过，西南门里对的水江茶活跃，为了安南买一片，新年刷片，来看侬木瓦片，一年嘛三月，西南门里堆的水江茶几多，鲜罗面片抓要月。 သရင်သုံးတော်မူပါအရှင်မြတ်ဗျာလို့ဆိုပြီးတော့ခုနကပြောတဲ့အယုံဆုံးမိမိတို့တရားထက်တန်ရာကတ်လှူပြီးတော့ဘုရားရှင်ရဲ့အကြောင်းတော်ကိုဘွဲတော်အနှံ့ခြင်းပြုလုပ်ရမှာဖြစ်ပါတယ်။နော်ဒါဘွဲတော်အနှံ့ခြင်းအကြောင်းမှာကျောင်းကျောင်းရဲ့ဘွဲကိုအနှံ့ခြင်းကိုပြောတာဖြစ်ပါတယ်။အဲ့ဒါပြီးရင်တော့နော်အဲ့တော့ဟုတ်ပြီနေ့စဉ်ဘုရားရှိခိုးတဲ့အချိန်မှာအဲ့ဒီကျောင်းတော်ကိုကတ်လှူပူဇော်ခြင်းကုသိုလ်ပြုရမယ်။ ပန်းကိုပူစောတယ်မီးကိုပူစောတယ်ဆုံးကိုကတ်လှူတယ်ရေတော်ကိုကတ်လှူတယ်နော်အဲ့တော့အဲ့ဒီလိုကတ်လှူခြင်းနဲ့ပူစောခြင်းကိုသေးသက်ဆောင်ရွက်ရတာဖြစ်တယ်လို့ဖះရှင်သတင်းသုံးတော်မူမဲ့ကြောင်းတော်ကိုလည်းပဲကြောင်းတော်ကိုကြတော့ကတ်လှူပူစောခြင်းပြုလို့ရပါတယ်ဖះရှင်ကိုနေ့စဉ်နေ့စဉ်အဲ့ဒီကြောင်းတော်ဘွဲကိုပြောပြီးတော့ကတ်လှူမယ်အဲ့ဒီကြောင်းတော်ကိုကြွရောက်ပြီးအပူစော်ခံဖို့အတွက်ဖះရှင်ကိုဒီကြောင်းတော်ကိုကတ်လှူပြီး 不说也记的，说那个内存表皮了，多少岁，他少岁的那个招牌啊，上月也嘛记得。哎了，先买耶，首先冰箱里有表皮，下买内存，上月多少不呢？哎了，内存上月多少了？表张着嘛，喏，表是我上比辛苦了没？上月来有几毛币？表些耶，喏，就把人家几个阿勇表皮表些耶，结束了这个了，你咋了？啊，上十来个，阿勇现查来的。 ပြီးသွားတာနဲ့ဩကာသအစချီပြီးတော့ဖျားရှိခိုးတယ်။ပြီးရင်တော့ငါးပါးတိလခံယူပါရယ်။ဖျားရှိခိုးငါးပါးတိလခံယူပြီးတဲ့အချိန်မှာတော့ဖျားရှင်ကိုပြင်ပါတော့မယ်။ဩကာသအစချီပြီးတော့ဖျားရှိခိုးတယ်ဆိုတာအာယုံထဲမှာဖျားရှင်ကိုရောမြတ်ကြီးကိုလေးလေးမြတ်မြတ်ရှိခိုးပူဇော်တာဖြစ်တယ်။ဒါပေမဲ့ဆရာမဖျားရှိခိုးတဲ့ပုံစံနဲ့အခြားသူတွေဖျားရှိခိုးတဲ့ပုံစံနဲ့နည်းနည်းလေးကွာဟနေလိမ့်မယ်။နော် 老拉嘞都干咯，小马皮辛苦嘞帮上那个酒吧，喏 <noise>，哦，小马皮辛苦嘞帮上我，哎，没这人嘞没有路讲话嘞，咱们小马表表千嘛嘞，小马哥，没人把我被骗兑嘞啵，喏，别辛苦嘞，我都表嘞，不上没表嘞说亲的嘛，老爸，么爸啊，代理差嘞，假如谁说谁呢，上月战争没这样代理差嘞啵，喏，那讲么喽。 我嘎达，我嘎达，我嘎达了，苏维勒呢？不嘛，起码路挨挨离个那个石库拉的。大家干我是干嘛呢？看苏维勒，就喏，不少木，伢石库木吧。一到石库下头就阿江苏维，苏兆木，喏，打了一个什马啊？水车嘛，地铁包高哪里个包比了？变身不少木苏维，石刻林呢，起马石库勒放在哪？喏，起码那么哪里标牌没？呃，六二年。 ယူပါမလို့အဲ့ရင်မယူပါနဲ့ရပါတယ်နော်ဩကာတာဩကာတာဩကာတာဖယားယရဏတရားယရဏတန်ခါယရဏတိဟူသောယရဏမြတ်၃ပါးတို့ကိုယိုသေးလေးမြတ်စွာရှ िख ိုးပူဇော်ကြောပါဤအရှင်ဖယားဟောအဲ့ဒါရှ िख ိုးမှုပြီးသွားပြီနောက်ဤသို့ရှ िख ိုးရသောအကျိုးအားကြောင့်လို့မဆိုဘဲနဲ့ဆ ्याम ကဖယားယရဏတရားယရဏ တန်ဃာယရဏတိဟူသောယရဏမြတ်၃ပါးတို့ဤဆိုဆုံးမှမှုတို့ကို လိုက်နာကျင့်သုံးနေထိုင်ရသောအကျိုးအားကြောင့်ဒုက္ခအပေါင်းတို့မှကင်းရာငြိမ်းရာ ဖြစ်သောနိဗ္ဗာန်မတ်ဖို့ကိုလွယ်ကူလှည့်မြန်စွာမျက်မှောက်ပြုလွယ်ရလွယ်နိုင်သည်ဖြစ်ရပါစေ။ဒါပဲဆရာမဘုရားရှိခိုးတာနည်းနည်းတို့တယ်နော်တို့တယ်အကျွန်ုပ်ဒီဘုရားကိုရှိခိုးပါဤတရားကိုရှိခိုးပါဤတန်ခါကိုရှိခိုးပါဤ ဤသို့ရှ िख ိုးရသောအကျိုးအားကြောင့်လို့ဆိုတာထက်ဖះကိုရှ िख ိုးပါ၏တရားကိုရှ िख ိုးပါ၏တန်ခါကိုရှ िख ိုးပါ၏ဤတကဲ့သို့သောဖះတရားတန်ခါရီဟုသောယရဏသုံးပါ၏ဆိုဆုံးမှမှုတို့ကိုလိုက်နာကျင့်သုံးနေထိုင်ရသောအကျိုးအားကြောင့်ဒုက္ခအပေါင်းတို့ကြီးငြင်းရငြင်းရဖြစ်သောနိဗ္ဗာန်မဲ့ဖို့လွယ်ကူလင်းမြန်စွာမျက်မှောက်ပြုတ်နိုင်ခြင်းဖြစ်ရပါစေသား။ဒါပဲနော်။ဟိုဘယ်လိုခေါ်မလဲဆိုတော့အာဟိုဒါကြောင့်ဒါရပါစေဒီလိုမဟုတ်ဖွင့်နဲ့ဒီလို စွတ်ဆုံးမမှုကိုနာခံတဲ့အတွက်ဒီလိုတန်တရာပြတ်ကြောင်းကောင်းကျိုးများဖြစ်ပေါ်ရပါစေပေါ့နော်ဆရာမအတွေးလေးနဲ့ဆရာမဒီလိုလေးပြင်ဆင်ပြီးတော့ဖျားရှိခိုးပါလေနော်အဲ့တော့ဒါကတော့ဆရာမနမူနာလေးပြောပြတာပါနော်မိမိဟိုရှိခိုးနေကြပုံစံအတိုင်းလဲရှိခိုးလို့ရပါတယ်သို့တော်လဲဆရာမအလှူတို့ဘာတို့သွားတယ်ပေါ့ရှေ့ဟာတန်ကတော့ရှင်မြတ်တရားတိုင်ပေးတယ်အဲ့တော့လူအုပ်စုကြီးနဲ့ပေါ့နော်အများကြီးရှိခိုးကြတယ်ဆိုတော့အချိန်ကြရင်တော့ဆရာမအဲ့ဒီတိုင်းပဲနော်အများနည်းတူဟို ဩကာသအစချီပြီးတော့ရှစ်ခိုးနေကြပုံစံအတိုင်းပဲရှစ်ခိုးပါတယ်ဒါဆရာမဆရာမအိမ်မှာတယောက်တည်းဆိုရင်တော့ဒီလိုလေးပေါ့နော်ရှစ်ခိုးတဲ့အကြောင်းပြောတာပါဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုရင်၅ဘာတိလခံယူတယ်နော်၅ဘာတိလတော့ဒါလူတိုင်းသိတော့အထူးပြောစရာမလိုဘူး၅ဘာတိလခံယူတယ်၅ဘာတိလခံယူပြီးသွားရင်မိမိကစင်ကြယ်သွားပြီဘာစင်ကြယ်တာလဲဆိုတော့ဖះမရှိခိုးခင်မှာကိုလက်တန့်စင်ပြီးပြီးဝက်စားလဲပြီးပြီးဖြစ်တဲ့အတွက်အပေါ်ယံခန္ဓာကိုယ်ကြီးစင်ကြယ်သွားတယ်။၅ဘာတိလခံယူလိုက်တဲ့အချိန်မှာတော့ သီလဆိုရဲစောင့်ထင်းရမယ့်သီလတွေတည်င်ကအဲ့ဒီသီလဆယူတဲ့အချိန်ကစပြီးမကြိုးမပေါက်မပြတ်မချင်းအဲ့ဒီကာလဟာသီလစင်ကြယ်နေတဲ့အချိန်ဖြစ်ပါတယ်နော်အဲ့တော့ရုပ်ခန္ဓာကြီးစင်ကြယ်သလိုစိတ်သီလစင်ကြယ်နေတဲ့အချိန်ကာလတစ်ခုဖြစ်အောင်သီလငါးပါးသီလကိုခံယူလိုက်တယ်အဲ့ဒီခံယူပြီးတဲ့နောက်မှာတော့ဖះရှင်ကိုအဲ့ဒီသီလခံယူပြီးရင်တန်ရှင်းသွားပြီစင်ကြယ်သွားပြီဖြစ်တဲ့အတွက် 平安险我是阿表不太懂阿比不，起码还在努力看有嘞，喏，秘密的这上面内容，不老白，阿爸的老，屋，呃，上平马的路百标标，不对来路是他的，大家，平安险我是阿表了没？平安险我小差了没？平安险我困本了没？是嘞，起嘛？秘密的平安险我是阿表不？小差多没哦，太专业了。 ထိုက်တန်အောင်တန်ရှင်းအောင်ပြန်လုပ်မယ်ပေါ့နော်ဂျမအဲ့ဒီစိတ်နဲ့သီလခံယူလိုက်တယ်သီလခံယူပြီးတော့ထိုက်တန်သွားပြီးကိုကုတ်ကိုတန်ရှင်းသွားပြီလို့ယူဆတဲ့အချိန်မှာဖះရှင်ကိုအရင်ဆုံးနော်ဖះရှင်ကိုမလုပ်မှလဲဆိုတော့ကြောင်းတော်ကတ်လူပူစောမှဖြစ်ပါတယ်နော်အဲ့တော့ဆရာမကတ်လူပူစောတဲ့ပုံလေးကိုပြောပြချင်ပါတယ်အရှင်မြတ်စွာဘုရားတမိတော်သည်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို စိန်နာမဏိတိတ်တိရွှေကြောင်းတော်ကြီးနဲ့တကားပဟာတနမဟာရွှေကြပြလင်တော်မြတ်ကြီးကို စက္ကပ်လှူဒန်းမာဤရှင်မြတ်ဖျားကြွရောက်၍သရင်သုံးတော်မူပါရှင်မြတ်ဖျားဆိုပြီးတော့ဖျားရှင်ကိုပင်ဖိတ်ဖိတ်ကြားခြင်းပြုမှာဖြစ်တယ်အဲ့ဒီလိုပင်ဖိတ်ဖိတ်ကြားပြီးရင်ခဏနေလိုက်ရပါနေပြီးရင်မလုပ်ရမလဲဆိုတော့စိတ်ထဲမှာ ဘုရားကျောင်းတော်ကိုကြည်ပလင်တော်ပေါ်မှာမိမိတို့အစကတည်းကပူဇော်ထားတဲ့ရုပ်ဘွားတော်မြတ်ကြီးကိုကြည်ပြီးတတ်တော်ထင်ရှားတတ်ပြီးညုံမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကြွရောက်လာပြီးငါသည်တတ်တော်ထင်ရှားမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုဖူးတွေးခွင့်ရပြီးပူဇော်ခွင့်ရပြီးအော်ကန်ထူးလှပြီစွာကိုကိုကိုအဲ့ဒါလိုပြန်ပြီးတော့စိတ်ကူးပြီးကြီးညိုတရာစိတ်ကိုဖြစ်ရမယ်အဲ့ဒီလိုစိတ်နဲ့ဘုရားရှင်ကိုအာယုံပြုတ်ရမယ် ဲ့တော့ဘုရားရှင်အဲ့လိုပင့်ဖိတ်ပြီးတာ ਨੇ ဒါပြိုင်နေแท้ဘာဆက်ပြီးပူဇော်ရမလဲဆိုတော့ဖုံးတော်ကြွလာပြီလို့စိတ်ထဲမှာအာယုံပြုတ်လိုက်ပြင်ဖုံးတော်အနန္တကံတော်အနန္တညံတော်အနန္တတကိုးတော်အနန္တပါရမီတော်အနန္တတော်နဲ့ပြည့်စုံတော်မူသောကျေးဇူးတော်ရှင်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးစัจ java လာကဘာမြင်မှုပြန့်ပြန့်ကျိုးများတကောတေသောမြတ်တာတော်အာနုဘော်တော်ကြီးမားတော်တော်မူသော ရှင်တော်မြတ်ဖျားအား သမီးတော်သည်ယောသေလေးမြတ်စွာဖြင့်ရှခိုးပါဤပူဇော်ပါဤဖူးမြော်ပါဤကြော့ပါဤကိုးခွေပါဤစီးကပ်ပါဤရှင်မြတ်ဖျားဗုဒ္ဓံဒရဏံကစ္စာမိဓမ္မံဒရဏံကစ္စာမိသံဃံဒရဏံကစ္စာမိပါဖျားဟောဒါဆိုရင်တာဝန်ကျပြီ နော်ဆရာမတော့တရံလို့တယုတ်တူဆရာမတကယ်ရှခိုးတဲ့ပုံစံအတိုင်းလုပ်ပြတာပါနော်ဆန္ဒရှိတဲ့လူတွေဘယ်လိုလေးလုပ်တယ်ဆိုတာကိုလိုက်ပြီးဆောင်ရွက်ခြင်းတဲ့ပုံကိုယ်တွေဆောင်ရွက်လို့ရအောင်ပါအဲ့တော့ဒါဆိုရင်တာဝန်ခြေသွားပြီနော်တာဝန်ခြေတာဘာတာဝန်ခြေတာဆိုတော့ဖျားရှင်ကိုဖျားကြောင်းတော်ကိုစကတ်ပူဇော်ခြင်းပြီးသွားပြီဖျားကြောင်းတော်ကို နေ့စဉ်နေ့စဉ်လှူဒန်းစကတ်ပူဇော်လို့ရပါတယ်နော် ဲ့တော့နေ့စဉ်နေ့စဉ်ဘုရားကျောင်းတော်ကိုစက္ကလှူဒန်းပူဇော်ပြီးရင်လည်းပဲတတ်တော်ထင်ရှားတပည့်ညုံမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကြွရောက်ပြီးတရင်သုံးဖို့အတွက်လည်းအသေးချာဖိတ်ကြားရမှာဖြစ်ပါတယ်ဖိတ်ကြားပြီးကြွရောက်လာတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလေးမြတ်စွာကိုးခွေပူဇော်ခြင်းပြုပါတယ်ဆိုတာကိုတရဏဂုံ၃ပါးနဲ့ကောင်းစွာ ပူဇော်ရမှာဖြစ်ပါတယ်အဲ့ဒါပြီးသွားတော့မှ မိမိတို့ဆက်ပြီးမိမိတို့အစီအစဉ်အတိုင်းเนาะရပ်ပွားခြင်းတရေဆဲခြင်းပူဇော်ခြင်းเนาะအဋ္ဌံတင်ခြင်းအဆရှိရာတွေကိုဆက်ပြီးဆောင်ရွက်သွားရမှာပဲဖြစ်ပါတယ်အဲ့တော့အဲ့တော့ဆရာမဒီနေ့ပြောချင်တာလေးကเนาะပူဇော်ခြင်းနဲ့ကတ်လှူခြင်းကိုသီးသန့်ဖြစ်ရတဲ့အလှူတွေရှိတယ်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကြွားရောက်ပြီးသရင်သုံးတော်မူမဲ့မိမိတို့အိမ်မှာပူဇော်ထားအပ်သော เนาะพญาเจ้าတော်ကြီးကတော့ကလူချင်းနဲ့ပူဇော်ခြင်းကိုတွဲပြီးဆောင်ရွက်ရမယ်ကုသိုလ်အလှူတစ်ခုဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီဒီဘုရားเจ้าတော်ကိုကလူပူဇော်တော့ကုသိုလ်ကိုနေစဉ်ပြုရင်နေစဉ်အဲ့ဒီဘုရားเจ้าတော်ကိုကလူချင်းနဲ့ဘုရားရှင်ကိုပူဇော်ခြင်းသရာစိတ်တွေတစ်နေ့ထက်တစ်နေ့တိုးပွားလာကြမှာဖြစ်ပါတယ်အဲ့ဒီတိုးပွားလာတာနဲ့အလှယား 明明瑞月，达拉森嘛？小佩拉的，培养张浙区，路政不少见，孤独业，阿些阿娃罗的，高些高些，喏，得要钱些嘛？土墙的，建了看哪里呢？那样太监，阿爷杀呀的，打啥呢？也是件上手年提该钱数的，阿江清阿里呢？喏，满面的，手皮赤着脚，赤着的。 အယိတ်အာဝါဒပျက်စီးခြင်းဆုံးရှုံးခြင်းတွေကိုလည်းအတိတ်မှာပြုတ်ခဲ့သောကောင်းမှု ကုသိုလ်တွေအလျောက်အကအကွယ်ဖြစ်ပေါ်စေမယ်လို့เนาะအဲ့ဒီလိုလေးပြောချင်ပါတယ်ဒါကြောင့်ဆရာမကအခုဒီနေ့ပြောပြလိုက်တဲ့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုလှူဒန်းခြင်းကတ်လူပူဇော်ခြင်းတို့ကိုဘုရားရှင်ကိုရမြတ်ကြီးကြွရောက်တရင်သုံးတော်မူမဲ့မိမိတို့အိမ်မှာရှိတဲ့ เนาะဖုရားရှင်ရဲ့ចောင်းတော်မြတ်ကြီးကိုနေစဉ်ကုသိုလ်အလှဒါနပြုပြီးတရားစိတ်ညာနဲ့တကွကုသိုလ်ပြုသွားခြင်းဖြင့်ထူကြတော့เนาะကောင်းမွန်တဲ့အကျိုးကျေးဇူးတို့ကိုရရှိသွားစေကြမှာဖြစ်ပါတယ်။ဒါကြောင့်ဆ ्याम ကအခုဒီနေ့เนาะဒီအကြောင်းလေးကိုပြောပြပေးတာဖြစ်ပါတယ်။အဲ့တော့နောက်ဆ ्याम เนาะမိတ်ဆွေတို့တည်တည်သိအပ်တဲ့အကြောင်းချင်းရာတွေကိုဆ ्याम လေ့လာထားတာ မှတ်သားထားတာနော်ဖတ်ထားတာအဲ့ဒီတဲကနေကောင်းနှုတ်ပြီးလဲအချိန်ရရင်ရသလိုဆရာမထပ်ပြီးတော့ပြောပြပေးသွားအောင်မှာဖြစ်ပါတယ်အားလုံးမိတ်ဆွေပေါင်းကျမ်းမာချမ်းသာကြပါစေဘေးကင်းရန်ရှင်အနေကင်းပြီးစိတ်ချမ်းသာကိုကျမ်းမာစွာနဲ့စေဘောဥစ္စာများ တိုးတက်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်